မိခင်နာယီကိုလာတဲ့ချက်ကောင်းပေါ်အပြုတ်မူရလူပြောများနေတဲ့အင်ချေမင်္ဂလာပါပြိသက်ကြီးအင်ချေရဲ့မိခင်ကြီးကစက်တင်ဘာလ16ရက်နေ့ကကွယ်လွန်သွားတာဖြစ်ပြီးအင်ချေအပါဝင်တနိုင်ကလုံးကအင်ချေရဲ့ပြိသက်တွေကလည်းစိတ်မကောင်းဖြစ်နေကြပါရင်အစာထိုးများတဲ့အမေဆုံးမသွားတာကြောင့်အင်ချေလည်းရန်ဝင်နေနေပြီးပြိုလဲမသွားအောင်မနှဲထိတ်နေရပါရင်စက်တင်ဘာလ16ရက်နေ့မှာမြောက်ကပလာမြို့နယ်ရေဝဲတုတ်တံမှာမိတ္တချိုကရဖြစ်ပြီး ဒေါ်ဝါထုရဲ့နောက်ဆုံးခေတ်ကိုအမှုပညာရှင်တွေအသိမိတ်ဆွေတွေအားလုံးကလာရောက်ပြီးတော့ပို့ဆောင်ပေးခဲ့ပါတယ်။အကောင်လုံးကအားပေးနေတဲ့ကြကြပြီးအင်းချစ်ကိုကျမ်းမာယူဆိုင်ဖို့နဲ့စိတ်ကိုခိုင်ထားဖို့အတွက်အားပေးခဲ့ကြပါတယ်။လိုက်ပို့တဲ့သူတွေရဲ့မှာဒေါ်ဝါထုရဲ့ခင်မဟောင်းချစ်ကောင်းနဲ့ပါဝင်ခဲ့ပြီးနောက်ဆုံးချိန်ဖြစ်ဒေါ်ဝါထုနဲ့လာရောက်တွေ့ဆုံခဲ့ပါတယ်။ဒေါ်ဝါထုနဲ့ချစ်ကောင်းတို့ကအိမ်နောက်အဆင်ပြေမှုတွေကြောင့်ကွာရှင်းဖြတ်ဆက်ခဲ့ရဖြစ်ကြပြီး ချစ်ကောင်းနဲ့တိုးတိမ်ထူထောင်ပြီး မိသားစုတင်းနဲ့ဖြစ်နေပါပြီ။ဒါပေမဲ့လည်းပတ်သက်ခဲ့ပူတဲ့ထော်ဝါထူရဲ့နောက်ဆုံးခီးမှာတော့လိုက်လံပို့ဆောင်ပေးခဲ့ပြီးနှုတ်ဆက်ခဲ့ပါတယ်။ချစ်ကောင်းကောင်းအခုချိန်မှာရောက်လာကြောင်းဝေဖန်သူတွေအများကြီးရှိနေပြီးတော့ဘာလို့ခုမှလာလဲဆိုတဲ့မေးခွန်းတွေလည်းအများကြီးထွက်လာခဲ့ပါတယ်။အသက်ရှိနေခြင်းတုန်းကတော့တန်ဖိုးမထားခဲ့တဲ့ပြင်နေမကောင်းတော့ကလည်းတက်ချက်လာမကြည့်ကြတာကြောင့်ချစ်ကောင်းကတော့တချို့တွေကဝေဖန်နေကြတာပါ။အခုချိန်မှာလာတာကဘာကျိုးမှမရှိကြောင်းကိုလည်းပြောနေကြပြီးတော့ ဆုံးတဲ့သူကဆုံးသွားဖြစ်တာကြောင့်အပေါ်ပဲဆိုပြီးတော့ပြောနေကြတာပေါ့ချစ်ကောင်းကတော့အင်းချစ်ကိုတွေ့ရနေဖက်ပြီးအားပေးခဲ့တယ်လို့နမ်းပြီးတော့လေအားမငယ်ဖို့တွားပြောခဲ့ပါတယ်ချစ်ကောင်းတို့လာတာကလည်းဒေါ်ဝါတို့နှုတ်ဆက်ဖို့အတွက်သူ့သားသမီးကိုအားပေးဖို့လာဖြစ်နိုင်ပါတယ်လို့တချို့တွေကပြောနေကြပါတယ်မိမနဲ့ကလေးတွေကိုနှစ်ပေါင်းများစွာဆွန့်ပစ်သွားပြီးနောက်ဆုံးချိန်မှာရောက်လာကြောင်းတချို့သူတွေကအပြစ်တင်နေကြပေမဲ့အင်းချစ်ကတော့သူ့ဖေကိုကလေးတယောက်လိုဖက်ပြီးတော့ ငုံနေခဲ့ပါရင်ပါရီဘလို့ပဲလုတ်ခဲ့ပါစေအဖေရဖေပဲဖြစ်တာမို့အင်းချစ်လေတူတဲ့တော်တက်ရှိနေတဲ့သူ့ရဲ့ဖေကိုအားရပါရဖတ်ခဲ့ပါရင်သူ့ရဲ့အဖေကိုလည်းအပြစ်မမြင်မဲအခုလိုအားငယ်နေချိန်မှာလာရအားပေးတာကြောင့်ကျေးဇူးလက်တင်နေခဲ့ပါရင် အမေမရှိလို့အားငယ်နေသူသားသမီးတွင်အဖေရအားကိုးစရာဖြစ်နေပြီးအခုလိုမမြောင်လိမ့်မဲရောက်လာကြောင်းအင်းချစ်လေမြဲရွေကြတဲ့ကနေဝမ်းသာနေခဲ့ပါရင်ချက်ကောင်းနဲ့တွေ့တဲ့အခါအင်းချစ်လေကလေးတယောက်လိုဖြစ်သွားပြီး အားရပါးရဖတ်ပြီးငုံနေခဲ့တာပေါ့ဘဝမှာတော့တန်မိုးထားတဲ့အမေကိုဆုံးရှုံးလိုက်ရတဲ့အင်ချစ်တွေချစ်ကောင်းကအကောင်းဆုံးရှိနေပေးခဲ့ပြီးအမေမရှိရင်တော့အဖေရှိနေပါသေးတယ်ဆိုတဲ့စိတ်ခင်ဟာကိုပေးနိုင်ခဲ့ပါတယ်ချစ်ကောင်းကတော့ဒေါ်ဝါဒူးစေးုံတက်တုံအောင်ဘာလို့သွားမကြည့်ရလဲဆိုတဲ့မေးခွန်းနေအများကြီးမေးခဲ့ပြီးချစ်ကောင်းကတော့ဘာမှပြန်ပြေခဲ့ပါဘူးနှစ်ယောက်သားကပြီးဆုံးသွားပြီလို့လက်ခံထားတာကြောင့်အခုလိုသွားမတွေ့ရလဲဖြစ်နိုင်တယ်လို့နောက်ဆုံးချိန်ထိဒုက္ခမပေးချင်တော့လို့မတော်လားဆိုတော့ ချက်ကောင်းကိုတိုင်အတိဆုံးပဲဖြစ်ပါတယ်။တချို့တွေကလည်းချက်ကောင်းခုချင်မှလာတာဟာဆုံမသွားတဲ့ဇနီးဟောင်းလိုက်ပို့ဖို့ထက်သူ့ရဲ့ကျန်တဲ့သားနဲ့သမီးကိုအားပေးဖို့ဖြစ်နိုင်နေဆိုပြီးတော့ပြောနေကြပါတယ်။ပရိသတ်ကြီးတို့ရော နောက်ဆုံးခေတ်ကိုလိုက်ပို့ပေးခဲ့တဲ့ချက်ကောင်းကိုတော့ဘယ်လိုမြင်လဲဆိုတာဖြေးဖြေးသွားပါအောင်တော့ဟုတ်ကဲ့ပါဒီနေ့တော့